ကျွန်တော်တို့ Microsoft Word မှာစာရွက်တွေကိုအထောင်အလဲတစ်လက်စီယူတဲ့နီလန်လေးမျှဝေပေးပါဆိုတဲ့အတွက် ကျွန်တော်ဒီရဲ့သင်ခန်းစာလေးမှာမျှဝေပေးလိုက်ပါတယ်ကျွန်တော်တို့ Microsoft Word နဲ့စာရွေရိုက်တဲ့အခါမှာပထမစာမျက်နှာလေးကိုတော့အထောင်လိုင်းလေးယူထားပြီးတော့ဒုတိယစာမျက်နှာလေးမှာတော့ကျွန်တော်တို့အလဲလိုက်လေးခေါ်ပြီးတော့စာရွေရိုက်ချင်တယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကိုခေါ်ထားတဲ့စာရွက်လေးတွေကို အထောင်အလဲတစ်လက်စီယူဖို့ရအတွက် ကျွန်တော်တို့အရင်ဆုံးစာရွက်လေးတွေကို paperback လုပ်ပေးရမှာဖြစ်ပါတယ်ဒီတော့အခုလက်ရှိကျွန်တော်ဒီမှာဆိုရင်စာရွက်လေးတစ်ရွက်ကျွန်တော်စပြီးတော့မှကျွန်တော်တို့ဒီမဲ့ခေါ်ထားတယ်ပေါ့နော်ဒီတော့နောက်ထပ်စာမျက်နှာအစ်လေးထပ်ပြီးတော့မခေါ်တော့ဘဲနဲ့ paperback လုပ်ရင်းနဲ့ကျွန်တော်တို့စာမျက်နှာလေးတစ်ရွက်ထပ်ပြီးတော့တိုးလိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာ၄ရောက်ထဲကနေပြီးတော့ break ဆိုတဲ့အထဲကိုဝင်နေ session break ထဲကနေပြီးတော့မှ name page ဆိုတာလေးကျွန်တော်တို့နှိပ်ပေးရပါမယ် တကယ်လို့ကိုကစာမျက်နှာလေးတွေ2ရက်3ရက်ကျွန်တော်တို့ခေါ်ပြီးသားလေးရှိတယ်ဆိုရင်တော့ plate ထဲကနင်ပြီးတော့ session plate ထဲကနင်ပြီးတော့မှ continuous ဆိုတာလေးကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ်အခုလက်ရှိတော့ကျွန်တော်က session break ထဲကနင်ပြီးတော့ break pay break လေးကျွန်တော်တို့လုပ်မယ်နောက်ထပ်စာမျက်နှာအစ်တစ်ရွယ်လေးထပ်ပြီးတော့တိုးလာစေချင်တာဖြစ်တဲ့အတွက်နှိပ်ပေးဆိုတာလေးကျွန်တော်တို့နှိပ်လိုက်ပါမယ်နှိပ်ပေးနှိပ်လိုက်တဲ့တပြိုင်တည်းအောက်မှာစာမျက်နှာလေးတစ်ရွယ်ထပ်ပြီးတော့တိုးလာတာကိုတွေ့ရပါတယ် အခုလိုမျိုးလေးကျွန်တော်တို့ကပေးပရိတ်လုပ်ပြီးသွားတဲ့အချိန်ကျမှကိုကအပေါ်ကစာမျက်နှာလေးကိုဒီအလဲလိုက်အနေထားလေးထားခြင်းနဲ့ဆိုရင်အပေါ်ကစာမျက်နှာလေးမှာကာစားချထားမယ်တကယ်လို့ကျွန်တော်တို့အောက်ကစာမျက်နှာလေးမှာအလဲလိုက်လေးကျွန်တော်တို့ပြောင်းခြင်းနဲ့ဆိုရင်အောက်ကစာမျက်နှာလေးမှာကျွန်တော်တို့ကာစားလေးချထားမယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကကိုအထောင်လက်ပြုပြင်ပြောင်းလဲလိုတဲ့စာရွက်လေးမှာကာစားလေးချထားပြီးတော့စာရွက်တွေကိုကျွန်တော်တို့ကအထောင်အလဲပြောင်းဖို့ရာအတွက် လေးယောက်တည်းကနေပြီးတော့ orientation ဆိုတဲ့အထဲကိုဝင်ပေးရပါတယ်။ orientation ထဲမှာကျွန်တော်တို့ portrait နဲ့ landscape ဆိုပြီးနှစ်ခုရှိတယ်။ portrait ဆိုတာကတော့စာရွက်ကိုအထောင်လိုက်အနေထားလေးဖြစ်ပြီးတော့ landscape ဆိုတာကတော့ကျွန်တော်တို့စာရွက်ကို အလဲလိုက်အနေထားလေးပြောတာဖြစ်ပါတယ်။ဒီတော့ကျွန်တော်ဒီမှာဒုတိယစာမျက်နှာလေးမှာစာရွက်ကိုအလဲလိုက်လေးလိုချင်တာဖြစ်တဲ့အတွက်ကာစာလေးချထားပြီးတော့ orientation ထဲကနေပြီးတော့ landscape ကိုပြောင်းလိုက်ပါတယ်။ ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်မယ်။စာမျက်နှာလေး၂ရွက်ရှိတယ်။အပေါ်ကစာမျက်နှာလေးကအထောင်လိုက်အနေထားလေးကျွန်တော်တို့ဖြစ်ပြီးတော့အောက်ကစာမျက်နှာလေးကအလဲလိုက်အနေထားလေးပြောင်းသွားတာကိုတွေ့ရပါတယ်။ဒါဆိုကျွန်တော်တို့နောက်ထပ်စာမျက်နှာလေးအစ်တစ်ရွက်လောက်ထပ်ပြီးတော့တိုးလိုက်မယ်။လေးရောက်ထဲကနေပြီးတော့ break ထဲကနေ session break ထဲကနေပြီးတော့နှိပ်ပိနေပဲဆက်ပြီးတော့သွားလိုက်ပါမယ်။အောက်မှာကျွန်တော်တို့စာမျက်နှာလေးအစ်တစ်ရွက်ထပ်ပြီးတော့တိုးလာတယ်။ တိုးလာတဲ့စာမျက်နှာလေးမှာတော့ကျွန်တော်တို့ကစာရွက်ကိုအထောင်လိုက်ပုံစံလေးပြန်ပြီးတော့ခေါ်ချင်တာဖြစ်တဲ့အတွက် orientation နဲ့ကနေပြီးတော့မှ portrait ဆိုတာလေးပြန်ရွေးပေးလိုက်မယ်။ဒါဆိုရင်တော့ကျွန်တော်တို့ပထမစာမျက်နှာလေးမှာတော့အထောင်လိုက်ဒုတိယစာမျက်နှာလေးမှာတော့အလဲလိုက်ဖြစ်ပြီးတော့တတိယစာမျက်နှာလေးမှာတော့ကျွန်တော်တို့အထောင်လိုက်ပုံစံအနေထားလေးပြန်ပြီးတော့ရရှိလာပါတယ်။ဒါကိုကျွန်တော်တို့စာရွက်လေးတွေကိုအတန်းအောင်အနေနဲ့မကြည့်ချင်မဲ့နဲ့ဘေးတိုင်လေးရှင်းပြီးတော့ကျွန်တော်တို့ကြည့်ချင်တဲ့ဆိုရင်တော့ ဗျူးတဲ့ကိုကျွန်တော်တို့ဝင်ပြီးတော့မှ particle ဖြစ်နေတာလေးကို site to site ဆိုတာလေးကျွန်တော်တို့ပြောင်းပေးလိုက်မယ်။စာရွက်လေးတွေကိုမြင်ကွင်းချုံလိုက်တဲ့အခါမှာဆိုရင်အခုလိုမျိုးစာရွက်တွေကိုဘေးတိုင်းအနေထားလေးနဲ့ရှင်ပြီးတော့မှကြည့်လို့ရတယ်ပေါ့နော်။ပထမစာရွက်ကအထောင်လိုက်ဒုတိယကကျွန်တော်တို့အလဲလိုက်တတိယကကျွန်တော်တို့အထောင်လိုက်အနေထားလေးအထောင်အလဲတစ်လက်စီကျွန်တော်တို့ခေါ်ပြီးသွားပြီဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့အားလုံးနားလည်လောက်မယ်လို့ထင်တယ်။ကိုကိုရဲလက်တွေ့လိုက်ပြီးတော့လေ့ကျင့်ရင်းနဲ့စမ်းကြည့်ပေးလို့ရပါတယ်။